Namaste အလုံးမဲမင်္ဂလာပါရှင်မြန်မာကယောဂ instructor ခင်မိုးဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကတော့ဒီခြေထောက်ပေါ့เนาะတောင့်တင်းနေတာတွေကိုတဲ့လေ့ကျင့်ဖို့လေ့ကျင့်ခန်းလေးတွေပေါ့เนาะပြပေးပါစလို့သင်ပြပေးမှာပဲဖြစ်ပါတယ်ခြေထောက်လို့ပြောလိုက်ပြီဆိုရင်ညီမတို့ကခါနဲ့လဲတွဲနေတယ်တင်မနဲ့လဲတွဲနေတယ်ပြီးရင်ခြေထောက်ပေါင်ရှိကျက်သားတွေရှိမယ်ပေါင်နှောကျက်သားတွေရှိမယ်တကောက်ကျော်ခြေသလုံးခြေချင်းဝတ်အစရှိတွေအစိတ်ပိုင်းတွေအများကြီးပဲတွဲဆက်ထားရပေါ့เนาะအဲ့ဒီအစိတ်ပိုင်းတွေတစ်ခုချင်းစီကိုထိဖို့အတွက်ကလည်းအကွက်ပေါင် ောင်းများစွာလေ့ကျင့်လို့ရတာရှိတယ်။အဲ့ဒီထဲကမှအခုအဲတိတ်တိတ်ချာချာလေးထိထိမိမိလေ့ကျင့်နိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့အခုလေ့ကျင့်ခန်းလေးကိုလုပ်ပေးမှာဖြစ်ပါတယ်။အဲ့တော့ဒဏ်ရာမရဖို့ပဲအဓိကဂရုစိုက်ပေးပါအမြဲမှနေကြအတိုင်းပဲ။ဒါဆိုကုညီမတို့ကဒီတကုတ်ဒီအောက်ပိုင်းနေပေါ့နော်တကုတ်ဒီအောက်ပိုင်းတစ်ခုလုံးပေါ့နော်။တောက်တင်းနေတဲ့သူတွေကအခုညီမပထမအဆုံးပြောင်းမဲ့လေ့ကျင့်ခန်းကိုအရင်အားသုံးပြီးတော့ line မလုပ်ပါနဲ့။ကိုနိုင်တဲ့လောက်ခါ ိုနိုင်တဲ့လောက်အနေထားလေးရနေပဲစပြီးတော့လေ့ကျင့်ပါအဲ့ဒီအတွက်ကြောင့်ညီမတို့ကဒီတုံးလေးတွေလိုပါမယ်ပေါ့နော်လုံးဝကိုကိုမတုံးမရှိဘူးတုံးစရာကင်စရာပေါ့နော်တုံးတုံးစရာမရှိဘူးတုံးကင်စရာမရှိဘူးဆိုရင်တော့ဒူးရဲ့အပေါ်သားလေးပေါ့နော်ပေါင်ကျွက်သားလေးကိုပဲအာသုံးပေးပါအဲလက်ကလေးကိုဒူးရဲ့အပေါင်အပေါ်နားလေးမှာပဲထားပေးပါလို့ပြောချင်ပါတယ်အဲ့တော့အခုမတ်တက်ကလေးညီမတို့ရက်ရအောင် ခြေထောက်ကလေးနှစ်ခုကိုတင်ပါအကျယ်လေးတိုင်းချဲမယ်နော်ဒီလိုပူးပြီးရမှာမဟုတ်ဘူးချဲပြီးတော့ရက်မယ်ညီမဘေးတိုက်ကလေးပြမယ်ခြေထောက်နှစ်ခုကိုတင်ပါအကျယ်လေးတိုင်းခွဲပြီးတော့ရက်လိုက်မယ်ခြေထောက်ကိုမပူးနော်โอเคအဲ့တော့စပြီးလေ့ကျင့်နေရအခုညီမပြတယ်လို့ဒီလိုမကုန်းနိုင်ဘူးအောက်ကိုလက်တွေလည်းမချနိုင်ဘူးအဲ့ဒီတော့ကြောင့်ညီမတို့ကတုံးလေးတွေရှိရဆိုရင်ယောဂတုံးလေးသို့မဟုတ်စာအုပ်ကလေး something ပေါ့နော်နည်းနည်းတောင်းတဲ့အရာလေးတစ်ခုခုကိုဒီလိုလေးကင်လို့ရတယ် ။နဲ့ဒီနေထားမှာလည်းအရန်ကိုနာသေးတယ်ဆိုရင်ဒူးနေနေကိုေးထားလို့ရတယ်။ဖြည်းဖြည်းချင်းကိုေးထားမယ်။ကို့မှာတုံးနေကင်ကြမရှိဘူးဆိုရင်တော့ဒူးရဲ့အပေါ်နာဒူးဦးကြီးမဟုတ်ဘူးနော်အစ်စ်တေကိုမကင်ဘူး။ဒူးအပေါ်နာလောက်ကလေးကိုကင်ပေးဒီလိုမျိုးလေး။အတန်းနိုင်ဆုံးဒီလိုမခုံးထားနဲ့ကော့ထားမယ်ရသလောက်ကလေး။အဲ့ဒီနေထားလေးကနေဖြည်းဖြည်းချင်းညာခြေလောက်ကလေးကိုစံကြည့်ရသလောက်စံကြည့်။အဲ့မှာအဲ့နောက်တစ်ကြောလုံးတင်းနေတာကိုခန်းစားကြည့်။ပြန်ပြန်ကိုင်းမယ်။ โอเคဘယ်ခြေောက်ကလေးကိုစမ်းကြည့်ရသလောက်ကလေးပြီးရင်ကြံကိုွေးမယ်အဲ့ဒီတိုင်းလေးဒါကတုံးမရှိဘူးဆိုတဲ့သူကအဲ့ဒီတိုင်းလေးကို10ခေါက်လောက်လုပ်လို့ရတယ်ညာတစ်ကောက်ကြောတွေတင်းလာတဲ့အထိဆွဲစမ်းဘယ်ဂျူးလေးအဲ့တိုင်းလေးပြန်ကိုွေးတယ်နောက်တစ်ဖက်ပြန်စမ်းတယ်အဲ့တိုင်းလေးပြန်ကိုွေးတယ် ဒါကလုံးဝကိုတုံးလဲသုံးစရာမရှိဘူးအရင်လဲတောင့်တင်းနေတဲ့သူတွေကအခုပြရတဲ့ position လေးတိုင်းပဲလေ့ကျင့်မယ်တကယ်လို့ကို့မှာတုံးရှိရဆိုရင်ဒူးလေးကွေးတမနောက်ပြေတုံးလေးကိုသွားကင်တုံးကိုပခုံးအောင်တက်တက်လေးမှာပဲထား Okay စနရောင်းအတိုင်းပဲဒီလိုကြောယူမခုံးစင်နဲ့ရာသလောက်ကလေးစန်ထားတတောင်တတလေးပြီးရင်ညာဘက်ခြေောက်ကလေးကိုဒူးဆွဲစန်ကြည့် ရတဲ့လောက်တွန်းဆန်းကြည့်ဒီနေ့နည်းနည်းပဲရရရနည်းနည်းပဲခံစားကိုယ့်ရဲ့ခြေတော်ကလေးတွေပြေးပြေးချင်းခံစားအနောက်တို့ကြောလုံးတင်းနေတာခံစားထုတ်ပြန်ကိုေးမယ်ပြန်နောက်တစ်ဖက်ပြန်တွန်းဆန်းကြည့်အောင်ရတဲ့လောက်ကလေးခံစားရှုပြန်ကိုေးမယ် Okay အဲ့တိုင်းလေးအခုဇက်တိုက်1 shoot out နောက်တစ်ချိန် shoot Okay ထုတ်ဇက်တိုက်5ချိန်သွားမယ် shoot ညာဆန်းထုတ်ပြန်ကိုေး 收白三，偷变鬼；拿着钱收廿三，偷变贵。收白三，偷变贵，东港是为拉酒收廿三，偷变贵。拿着钱收白三，偷变贵，拿着手里钱收廿三，他几没。 ညာဘက်ခြောက်တကြောလုံးတင်းနေတဲ့ဒီဆွဲဆန့်ထားပေးနိုင်တဲ့သူရသေးတယ်လို့ခန့်ဆိုင်ရညာဘက်လက်ကလေးကိုဒီလိုလေးရသလောက်မြောက်ကြည့်ဒီနေ့နည်းနည်းရရင်ဒီလောက်ပဲကိုယ့်ရဲ့အောက်ပခုံးလေးခန့်နိုင်သလောက်အောက်ခြောက်ကလေးခန့်နိုင်သလောက်လှဲနိုင်သလောက်လှဲကြည့်မျက်လုံးလေးကလည်းလက်မလေးကိုလိုက်ကြည့်ထား1ချိန်နာကြည့်မယ်အဲ့တိုင်းလေးအသက်ရှူကြည့်အောင်2 3 4 5 four five ဘင်းလက်ကလေးပြန် short ညာဒူးလေးပြန်ကိုေး okay ဘဲဘက်ကလေးကိုရသလောက်တွန်းဆန်းကြည့်ကိုတို့အတင်းဆုံးဖြစ်ရတယ်ကိုဒီကလေးရသေးတယ်ဆိုရင်ဘဲဘက်လက်ကလေးဘေးတိုင်းကလေးလှည့်ပြီးတော့ရသလောက်ကလေးပေါ်ဆွဲမြောက်ထား one ထိနာမဲနော်အသက်ရှူ two three four five ရှုပြင်းလက်ကလေးပြန် short ဒူးလေးကိုေး okay ရလားဒါဆိုပြင်းပြင်းပြင်းချင်းသုံးလေးတွေကိုဖယ်လိုက်တော့ဒူးပေါ်လက်ကင်နိုင်သူကလည်းလက်ကလေးဖြည်းဖြည်းချအနောက်ကို a ပုံတန်းလေးဒီနေ့ဒီလိုတလန်းလေးရရအကွေးတိုင်းလေးပဲနော်တလန်းလေးသွားနလန်းရသေးနောက်ထပ်နလန်း โอเคထိုင်ရတဲ့နောက်ထပ်တလန်းဒုံလန်းလောက်ထိပဲဒါဆိုအရင်နာနေလောက်ပြီးအနောက်ခြေထောက်တွေမှာတင်းနေလောက်ပြီးဖဏောင်းလေးကြွားထားဒူးလေးကွေးထားခေါင်းလေးကိုဒီလိုငုံနိုင်သလောက်ငုံကြည့်ရားသလောက်ကလေးပြီးရင်တစ်ချောင်းဆန်းကြည့်မယ်ဖဏောင်းချဖို့ကြိုးစားကြည့်ပြန်ကွေးမယ်နောက်တစ်ဖက်ပြန်ဆန်းကြည့်မယ်ဒါဆိုပေါ်ပိုင်းကဒီလိုပြန်ပြန်တွန်းရမှာနော်ရားသလောက်ပြန်ဖိနောက်တစ်ချိန်နောက်တစ်ဖက်ပြန်ကွေးညာဆန်းပြန်ကွေးဘိုင်းနဲ့ရားသလောက် တွန်းဖိတာဘယ်ဆန်းပြန်ကိုေးစက်တိုက်ကလေးညာဆန်းပြန်ကိုေးဘယ်ဆန်းပြန်ကိုေးငားချိန်ညာဆန်းပြန်ကိုေးโอเคဘယ်ဆန်းပြန်ကိုေးနောက်နှစ်ချိန်ညာဆန်းပြန်ကိုေးရသလောက်ပဲတော့ဖနောင်းကြားဖို့တော့မလို့ကိုချက်တော့ခံနိုင်ရရှိသလောက်ပြန်ဆန်းโอเคပြန်ကိုေးဘယ်ဆန်းပြန်ကိုေးနောက်ဆုံးတစ်ခေါက်ညာဆန်းဖို့ကြိုးစားကြည့်ကိုဒီနေ့နည်းနည်းလေးပဲရရင်ရတယ်ခံစားကြည့်ကိုရဲ့ချက်တော့ကလေး လားဒီဆန်နိုင်လေစိတ်ကလေးရှော့ပြီးတော့ဆွဲစမ်းကြည့်ရားရဲဆိုဖနောင်းလေးချထား1 ဂျိနာမနောအသက်ရှူ2 3 4 5ပြန်ကိုးပါအောင်နောက်တစ်ဖက်ဆန်းကြည့်ပါအောင်ဘယ်ဘက်ခြေတော့ကလေးရာတလောက်ကလေးဆန်းတော့ရတဲ့သူဖနောင်လေးကိုတွတ်ချလိုက်ချိန်နှမယ်1အသက်ရှူမနော2 3 4 5ဒူးလေးပြန်ကိုးပြန်အဲ့ဒူးနှစ်ခုလုံးဖြည်းဖြည်းချင်းချလိုက် ဒါဆိုညီမတို့ကဒူးနဲ့တင်ပါနဲ့တန်းအောင်ထားမယ်။ပခုံးနဲ့လက်နဲ့တန်းအောင်ထားမယ်။ဒီအကွာဝေးလေးတွေကအများနဲ့ပြောပြနေတဲ့ရှေ့ကဗီဒီယိုလေးတွေမှာနော်။အဲ့တော့ပခုံးနဲ့လက်နဲ့တန်းရမယ်။တင်ပါနဲ့ဒူးနဲ့တန်းရမယ်။ဒါမေးပြီဆိုရင်ဒီနေသားကနေမရှိနေနဲ့တိုးလိုက်မယ်ဒီနေသားကနေညာခြေကိုနောက်ဆန်းလိုက်မယ်ခြေထိတ်ကလေးကျန်းညင်မှာချက် ဒီလိုဒီလိုကြီးနောက်တွန်းပြီးဆန်တာမဟုတ်ဘူးပခုံးနဲ့လက်နဲ့တန်းရမယ်ဒူးနဲ့တင်မတန်းရမယ်တန်းပြီးတဲ့ညာခြေထောက်ကိုမှနောက်ကိုဆန်းထုတ်လိုက်ခြေထိတ်ချထားပြင်းပါလုံးမှလဲဆိုခြေတော့ကိုတွန်းတာမဟုတ်ဘူးဖနောင့်လေးကိုတွန်းမှာဖနောင့်လေးကိုတွန်းချကြည့်ဒီလိုနော်ခြေတော့ကြည့်ဒီလိုတွန်းထုတ်တာမဟုတ်နော်တွန်းထုတ်ရင်မှားတယ်နော်ခြေထိတ်ကလေးကိုထောက်ထားဖနောင့်လေးကိုနောက်ကိုတွန်းချကြည့်ဖနောင့်နဲ့ကျန်းကျင်အနည်းဆုံးထိတွန်း ပြီးရင်ပြန်ဆွဲ1ဇက်တိုက်သွားမယ်နောက်ကိုတွန်းနာတွန်းနာတွန်းနာပြန်ဆွဲ9ချိန်တွန်းထုတ်ပြန်ဆွဲရှုသွင်းရှုထုတ်ကလေးလုပ်ပြီးတွန်းထုတ်ပြန်ဆွဲနောက်2ချိန်ရှုတွန်းနာပြန်ဆွဲနောက်တစ်ချိန်ရှုတွန်းနာကြည့်မယ်ဖနှောင်းနဲ့ခြေပွားခြေပွားဖနှောင်းကျင်းမြင်ကတ်နိုင်တဲ့လောက်ကတ်ကြည့်အဲ့ချိန်မှာခြေတလုံးကျွတ်သားတွေကိုခန်းစားကြည့်တင်းနေလိမ့်မယ်ရှုသွင်းရှုထုတ်လို့ရအောင်1 2 3 လေးရှုမဲ့များများလေး2 3 4 5ပြန်လျှော်လိုက်ဒူးလေးပြန်ကိုပြီးတော့ပြန်လာချတင်မတက်တက်နောက်တစ်ဖက်သွားမယ်နော်ဘဲခြေတော်ကလေးနောက်ဆန့်ပြီးတော့ခြေထိတ်ကျန်းရင်ချလိုက်ဖနှောင်းကိုတင်ပေါက်နောက်တွန်းလိုက်ဖနှောင်းကျန်းရင်အနည်းဆုံးပြန်ဆွဲမယ်1ဒူးစန်းထားနော် Okay ပြန်တွန်းပြန်ဆွဲ2နောက်တစ်ချိန်ရှူရင်တွန်းထိုးရင်ရှေ့ပြန်ဆွဲ3 4 5 နောက်နှစ်ကြိမ်ရှူရင်တွန်းထောက်ရင်အရှိပြန်ဆွဲနောက်ဆုံးတစ်ကြိမ်ရှူရင်တွန်း Okay ထောက်ရင်အရှိပြန်ဆွဲနောက်ဆုံးတစ်ခေါက်ပြောတာအခုမှတွန်းနှမ်းမယ်ရားတလောက်ကလေးတွန်းနှကြုံဒူးဆန်းကြုံခြေတလုံးကြွတာရေခန်းဆောင်1လေးရှူမယ်ညံ့ညာလေး2 3 4 5ပြန်ရှော့ဒူးလေးပါပြန်ချလိုက်ပြီးရင်အဲဒီကစနေနောက်တစ်ခွက် အဆက်မဲ့မြမတို့ညီအားဘက်ခြေောက်ကလေးကိုဖြည်းဖြည်းချင်း okay ဘေးဘက်ကလေးကိုဒီလိုလေးဘေးတိုက်ကလေးဒူးနဲ့ခြေောက်နဲ့ညီမဒီလိုလှဲလိုက်မယ်ဒီဘက်ကလေးကိုလှဲလိုက်မယ်လေးဘက်ခြေောက်ကလေးကနေနော်ညာခြေောက်ကလေးကိုဘေးတိုက်ကလေးဒီလိုလေးဒူးနဲ့တင်မနဲ့ sorry ဖနှောင်းနဲ့ဒူးနဲ့တမ်းမယ်ပြီးရင်ဖနှောင်းနဲ့ဒီဘက်ဒူးနဲ့တမ်းမယ်ရားတလောက်ကလေးတမ်း ကိုဒီနေ့တလောက်ရရင်တလောက်ကလေးဒီလိုမျိုးလေးဖြစ်သွားမယ်အဲ့တော့ခြေထောက်ကရှေ့ကိုလည်းမရောက်ဘူးအနောက်ကိုလည်းမရောက်ဘူးဒူးနဲ့ခြေထောက်နဲ့တမ်းမယ်ဒူးနဲ့ဒီဘက်ကတင်ပါနဲ့တမ်းမယ်တမ်းပြီဆိုရင်ရားတလောက်ကလေးโอเคရေးပြေးခြင်းရားတလောက်ကလေးပေါင်လေးကိုညှစ်ပြီးတော့နည်းနည်းပဲအများကြီးမကျုံဒူးကောင်းကြီးကိုမကျုံခြေထောက်နဲ့ဒူးနဲ့ဒီလိုလေးနည်းနည်းလေးတန်းဝိုင်းရပြီဥမာကိုတုံးလေးဖြစ်ဖြစ်တစ်ခုခုတန်းကြည့်အဲ့ဒီတုံးလေးကိုမကျော်နဲ့ပေါင်ညှစ်ထားပြန်ဆက် အပြန်ဆွဲဒီဘက်ကိုနောက်တစ်ချိန်ဖြည်းဖြည်းချင်းထိုင်ချကြည့်နည်းနည်းပဲနော်တုံးမကြော်စင်နဲ့ဥမာတခုခုကိုချေထိတ်ကိုမကြော်စင်နဲ့ပြန်ဆွဲဒီ joint လေးတွေမှာညှစ်ထားဒီ joint လေးတွေမှာညှစ်ထားနောက်တစ်ချိန်ပြန်ထိုင်နည်းနည်းလေးပြန်ဆက်ဒီဟာလေးကအကွတ်အတွက်အရန်လွယ်နေတယ်တတောင်းတတဘာမှညီမခုပြရဲ joint တွေပေါင်နေမနာဘူးဒီပေါ်သားတွေလည်းမနာဘူးဆိုရင်ဖြည်းဖြည်းချင်းဟိုဘက်ကိုဆန့်ထုတ်လိုက် ခြေပြေးခြင်းဒါပေမဲ့ခြေဦးကိုအဲ့တိုင်းတက်တက်ကြီးမထားဘူးတသောင်းတသာအရှိကိုရသလောက်အရှိကနေအရှိတက်တက်ကနေဘေးတိုက်ထိကိုဒီလိုကားဟိုရေတုတ်တဲ့ဟာဝိုက်ပါလားအဲ့လိုမျိုးလေးဒီလိုလေးကြိုက်တဲ့ဂျားထဲမှာဥမာဒါကဒါက6စနစ်ဆိုရင်ဥမာဒီဘက်ကိုပြန်သွားစနစ်ကနေပြီး7 10 6အဲ့လိုသွားမှာဟုတ်အဲ့တော့6ကနေဒီ9လက်တန်စနစ်ဂျားထဲမှာကိုအစဉ်ပြေတဲ့နေရာလေးမှာခြေထောက်ခြေချင်းဝတ်တောင်းတတထားလို့ရတယ် โอเคပြီးရင်စမ်းနာအတိုင်းဒူလေးကိုရားတလောက်ပြန်ထိုင်ဒါဆိုရင်အတင်းဆုံးဖြစ်သွားပြီ ဒါဆိုရင်ဒီပောင်းလေးဒီမှာတင်မားတွေညှစ်ထားရမယ်။ဒါပေမဲ့ဒီလိုကြီးတော့မကုန်းအတတ်နိုင်ဆုံးမကုန်းနဲ့ကော့ထားကြည့်တင်မားလေးကိုတွန်းထားအရှိကို push လုပ်ထားပြန်ခေါ်ဒါကအခုစပြီးတော့လေးချင်းတဲ့သူခြေထောက်ကိုအဲ့ဒီပုံစံထားမှာလုံးဝခြေချင်းဝတ်တောင်းတတတာရှိရဆိုရင်တော့လှည့်ထုတ်ပလိုက်ဟိုဘက်ကိုကိုယ့်ရဲ့ညာဘက်ကိုပြီးရင်တင်မားလေးတက်တက်လေးထိုင်ချကြည့်ရသလောက်လက်ကလေးတွေကင်ထားရရင်ဒုမုတ်လက်စလေးရှက်ထားပြန်ထားကြည့်မယ်1ဒူးလေးဆွဲဆန်းလိုက်နောက်တစ်ချိန်ပြန်ထိုင်မယ် ြင်မလေးကိုညှစ်ပြီးတော့ထိုင်ချဒီပေါင်လေးနှစ်ခုညှစ်ထားဒီပေါ်သားလေးညှစ်ထားပြန်ချမယ်2ဇက်တိုက်သွားကြည့်ပြီ3 okay ပြန်ထားနောက်နှစ်ကြိမ်4 okay ပြန်ထားနောက်ဆုံးတစ်ကြိမ် fight အဲ့မှာတချို့သောသူတွေကဒူးတွေရမ်းနာတတ်တယ်အဲ့တော့ဥမာကိုကဒူးနာရယ်ဆိုရင်အောက်မှာတခုခုခံသို့မဟုတ်ဖျောက်ဒီလိုခုညီမပြတယ်လို့လိတ်လိုက်လို့ရတယ် ခောက်ပြီးတော့ထိုင်ရားသလောက်ကလေးထိုင်ကြည့်မယ်ဒီတင်မားတွေကိုဒီလိုအနောက်မခုံးနော်မကောက်နော်အမမမခုံးနော်ကော့ထားမယ်နော်အရှိကိုကော့ထား1ခနာကိုတက်တက်လေးလှည့်ထားရားသလောက်ကလေးဒီတိုင်းလေး2ဒီပေါင်ထဲမှာညှစ်ထား3 4 5ကြန်3ပြင်ခြေချင်းဝက်ကိုတတောင်တတပြန်ထားလိုက်ရင်ဘတ်တက်တက်လေးရှိဦးပဲလေရှူညာလက်ကလေးကိုပေါင်လေးပေါ်ကိုင်းဘဲလက်ကလေးရားသလောက်မြောက် ဆောင်းနိုင်တဲ့လောက်ညာဘက်ကိုဆောင်းကြည့်တတဲပဲနော်ဒီလိုတင်မကြီးနောက်မရောက်ဘူးနော်ရတဲ့လောက်ပြန်ကော့ထားဒီခါဘေးမှာနံပါတ်2လားအစီတွေโอเคအစီပါညက်လိုက်အောက်ခြေောက်တွေလည်းအတင်းအခြေောက်တွေတင်းနေရရလည်းအယောခါလေးလည်းအစီအကြပေါ့နော်ပြန်ပြန်ထားမယ်1ဇက်တိုက်3ချိန်သွားမယ်ရှူးပြန်စင်းချโอเคထုတ်ပြန်ထနောက်ဆုံးတစ်ချိန်ရှူပြန်စင်းချရတဲ့လောက်ကလေးကောင်းမောကြည့်1ချိန်နောက်မဲ့အသက်ရှူ2 3 4 5 6 7 8 9 10 fight ပြန်ထားလိုက်။ Okay ဒါဆိုလက်ကလေး short do လေးကိုပြန်ခေါ်လိုက်။လေးဘက်ထောက်ပြီးမှခေါ်လဲရတယ်။ do not တင်ပါ do တန်တန်လေး။ဒါဆိုကိုညီမတို့နောက်တစ်ဖက်သွားကြည့်မယ်။ Okay အဲ့တော့ do မနာဘူးဆိုရဲသူကတော့ဘာမှမဖြစ်ဘူးเนาะ။ ပြီးရင်ဒါဆိုစောနာအတိုင်းဘဲဘက်ကိုဘေးတိုက်ကလေးခြေထောက်ကလေးအကွေးတိုင်းဒီချက်ဒူးနဲ့ခြေထောက်နဲ့မြင်းဆွဲကျင်တန်းရမယ်ဒီဒူးနဲ့ခြေထောက်နဲ့မြင်းဆွဲကျင်တန်းရမယ်ဒါအခုမှလုံးဝကိုတစ်ခါမှလေ့ကျင်ကမလုပ်ဘူးတဲ့သူဒီဗီဒီယိုကိုတွေ့ခဲ့ရင် လေ့ကျင်ရမယ့်ပုံစံเนาะအဲ့တော့ဖြည်းဖြည်းချင်းစောနာပြောသလိုပေါင်လေးညစ်ဒူးထိတ်ကိုခြေထိတ်ကိုဒူးမကျော်စေနဲ့နောက်ကိုဒီလိုမရောက်စေနဲ့အရှိတ်ကော့ထားပြန် shot 1 2 3 ်ဇက်တိုက်3ချိန်ထိုင်ကြည့်ဥမာ5ချိန်ထိရရင်5ချိန်ထိထိုင်ဒါကစပြီးလေ့ကျင့်နေသူဒီဟာလေးကတက်တောင့်တက်တာဖြစ်တဲ့ဆိုစံထုတ်လိုက်ခြေဦးလေးကိုရှေ့ကိုပြန်လှည့်လို့ရတယ်ကိုတက်တာဖြစ်တက်တောင့်တက်တာဖြစ်တဲ့နေရာပြီးရင်ပြေးပြေးချင်းထိုင် ကော်ထားမယ်နော်ဒီလိုမကုန်းကော်ထားဒီပေါင်လေးညှစ်ထား ။ဘီယန်ထဒါကတော်တော်လေးကိုအတော်တန်လေးရလာပြီဆိုရဲသူ။ဒီတိုင်ရလိုက်ခြေဦးတွေကိုတခါရဲဘယ်ဘက်ကိုလှည့်ထုတ်လိုက်။ဘီယန်တဲ့တဲ့လေးထိုင်။လက်ကလေးရတဲ့တတောင်တတာထားချထားလဲရတယ်။ဒီကပေါင်နေခြေောက်တွေပဲလေနော်။ rồi uh, biến sắc nếu mà ngã chân à thành ra mẹ nào để chân shoot giờ đó lâu thành chân gì mà không nó no, có tham mẹ biến chặt two do leo protect lâu đi cha biến thay ok biến chặt four nào xong để chân biến thay bao nhiêu thay gì mẹ giờ đó lâu cái lấy chân nào mẹ đi bao nhiêu nếu mà khăn ra mẹ one two three four five biến show lại biến chế giờ đó lâu biến để lại ta ta ông ta ta ။ပြီးရနဲ့ကိုယ့်ရဲ့ဘဲဘက်လက်ပောင်လေးပေါ်ကန်။ညာဘက်လက်ပေါ်နေရလက်မောင်းကန်။ဒီလိုမခုံးတော့တင်မနာမထွက်ဘူး။ဘေးတိုက်ကလေးဆောင်ဒီနေ့တလောက်ရလား။ဒီဘေးခါလေးမှာဒီမှာအစီတွေဒီမှာခောက်တွေအဲ့ဒါတွေကိုညက်ဒီဘက်တကြောလုံးတင်းတာခန်းစား။ဒီဘက်ကအောက်ခြေောက်တွေတင်းနေတာခန်းစား။ပြန် shot 1 3ခောက်တော့ပြမယ်နောက်တစ်ကြိမ်ရှူရာတော့ကလေးစောင်းချာ Okay, ပြန်ထ2နောက်ဆုံးတစ်ချိန်ရာတလောက်ကလေးစောင်းချကြည့်ထိန်းနာမယ်ခေါင်းလေးနိုင်အပေါ်ဘက်ကိုကြည့်မယ်1လေးရှုမြန်များလေး2 3 4 5 6 fight ပြန်လျှော်လိုက်။ Okay ဒါဆို PND လေးကိုပြန်လျှော်လိုက်။ PND နေထားလေးရနေပြီးတော့ဖြည်းဖြည်းချင်းခြေတော်ကလေးခောက်ပြီးတော့နောက်ကိုထိုင်ချလိုက်ပါ။ Okay အဲ့တော့အခုဒီဟာလေးကတော့အဲလိုက်ပြီးတော့လုံရအောင်လွယ်ကူအောင်နည်းနည်းပေါ့နော်အနည်းချင်းလေးပဲပြထားတာဖြစ်တယ်ဒီဟာလေးတွေကိုလုံနေလုံရင်းလုံရင်းနဲ့ခနာ cough flexible ပဲဖြစ်လာပြီဆိုရင်လေ့ကျင့်ခန်းအရှိတွေပေါ့နော်အရှိတွေဆိုတော့ဥပမာမိနစ်30မိနစ်40အဲ့လိုမျိုးလေးတွေကိုနောက်ပိုင်းလေ့ကျင့်လို့ရပါပြီအဲ့တော့ခြေထောက်တွေတောင့်သ တင်းနေတဲ့သူတွေလည်းအမြန်ဆုံးဒါလေးတွေကိုတေချာလေးခြင်းရင်းနဲ့တထောင်တတလေးပေါ်ပါတော့ပါစေနော်အဲ့တော့ကိုမိမိတို့အကျိုးရှိရဆိုလို့ရှိရင်တခြားသောမိတ်ဆွေတွေလည်းအကျိုးရှိအောင်ရှယ်ဝါပေးလို့ရပါတယ်နောက်မှပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်